Hello အားလုံးပဲမင်္ဂလာပါဘူမမချန်ကနေကြိုဆိုပါရစေ။ဆိုတော့ PSG ကတော့အိမ်ဝင်းမှာအာဆင်နယ်ကို2ဂိုးတကူးဆိုတဲ့ရလဒ်နဲ့အနိုင်ရပြီးတော့နှစ်ကျော်ပေါင်း3ဂိုးတကူးဆိုတဲ့ရလဒ်နဲ့ပေါ့နော်။ကျွန်တော်တို့ဒါ Champions League Final ကိုကျွန်တော်တက်သွားပြီပေါ့လေအာဆင်နယ်ကတော့ဘာကမ်ဘက်မှမပြန်လာနိုင်ဘင်းနဲ့ကိုကျွန်တော်တို့ဒါပြုတ်ခဲရပြီပေါ့နော်ဆိုတော့အာဆင်နယ်ဟာကျွန်တော်တို့ဒီယာဒီမှာလဲဖလားလက်မဲ့ထုံးတန်တိုင်းဖြစ်ပြန်ပြီပေါ့ဗျာနော်ကျွန်တော် Champions League လည်းမရနိုင်တော့ဘူး Premier League ကလည်းမရတော့ဘူး FA ဘလားလည်းမရဘူးကာရာဘောင်းလည်းမရဘူးဘာမှမရဘူး ောက်ဆိုတော့အာဆင်နယ်နီနဲ့ဒါဖလားလက်မဲ့နော်နှစ်တနည်းကိုကျွန်တော်တို့ဒါဖျက်တမ်းရအောင်ပဲပေါ့လေဆိုတော့ဒီနေရာမှာ PSG နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးစပြောရင် PSG အတွက်ကတော့ဒီပွဲကမင်းတော်တော်လေးကိုအထာမနီးတာကံကောင်းနေကျွန်တော်ပြောရမယ်အထူးသဖြင့်ပထမကျော့ဒီအာဆင်နယ်ကွင်းမှာတော့ကသူတို့တွေ1-0နဲ့သူတို့နိုင်ထားတဲ့အခါကျတော့ဒီပွဲကပေါ့နော်ဒါအိမ်ဝင်လည်းဖြစ်တယ်အရာအလုံးလည်းသူတို့ဘက်မှာပို့ပြီးတော့ကောင်းတဲ့အခြေအနေမျိုးကိုကျွန်တော်မြင်နေရတာ ဝမ်းစီနဲ့လည်းသူတို့နိုင်ထားတဲ့ပညာဆိုတော့ဟုတ်မလို့လို့ပေါ့နော်အဲပွဲစစချင်း7မိနစ်15မိနစ်လောက်ထိကို PSG အနေနဲ့အာဆင်နယ်ဒုက္ခပြတာကြီးဒါကန်တာတော်တော်လေးကိုကန်ကောင်းတာပါအထူးသဖြင့်ဒေါ်နရူမာပေါ့နော်ကန်ကောင်းတာဆိုတာဒီဒေါ်နရူမာကောင်းတာပေါ့နော်ဒေါ်နရူမာကယ်လို့စောစောစီစီဥဆောင်ကိုဒီမှာပေးရတာတကယ်လို့မြန်စောစောစီစီဥဆောင်ကိုဒီပေးရရင်ပွဲဟာအရာရာပြောင်းလဲသွားနိုင်စွမ်းရှိတယ်အာဆင်နယ်တွက်ကလည်းအဲ့ဒါပြဿနာပဲသူတပင်ကိုဘက်ကရနေတဲ့အခွင့်အရေးတွေမှာအတုံးမချနိုင်ဘူး ဆိုတော့ဒီဒေါ်နယ်ဒူးမအနေနဲ့ပေါ့နော်မာတင်အိုဒီကက်ရဲ့တကယ်ကောင်းတဲ့ကံချက်ကိုလည်းလုံးဝကာကွယ်သွားတယ်။ဒါအပြင်ကျွန်တော်တို့ကမာတင်နယ်လီပိတ်တဲ့အလုံးကိုလည်းလက်ပေါက်ကနေရလာတဲ့ပိတ်တဲ့အလုံးကိုလည်းဒေါ်နယ်ဒူးမလုံးဝကာသွားပြီးတော့အဲ့ဒီအလုံးนี่ဟာအာဆင်နယ်အတွက်တကယ်ကိုကောင်းလို့တဲ့ chance တွေ အဲ့ဒါတွေကိုသူတို့လုံးဝပေါ့နော်ဒီအာဆင်နယ်အခွင့်အရေးမယူနိုင်ခဲ့ဘူးဆိုတော့ဒါကဒေါ်နရူမာတော်တော်လေးကိုကောင်းခဲ့တာပေါ့နော်ဒါကြောင့် PSG ဘက်ကကြည့်ရင်ဒေါ်နရူမာရဲ့အရေးပါမှုတွေကကျွန်တော်တို့ဒါ final ကိုတက်သွားရတဲ့ပွဲမှာအများကြီးမြင်နေရလို့မယ်နောက်တန်းမှာလည်းပဲ William Pacho တို့ Marquin Hoss တို့ Hakimi တို့ Nuno Mendes တို့ဆိုလို့ရှိရင်လည်းပဲဒါပြောစရာအများကြီးမရှိခဲ့ဘူးပေါ့နော် ဟာဂီမီတော်မှဒီမာတီနယ်လီကိုထိန်းတာကျွန်တော်တို့ကနည်းနည်းတိုင်ပတ်မလို့ဖြစ်ရင်းကနေပြီးတော့သူ့ဟာနဲ့သူပြန်ပြီးတော့သူတို့ပြန်ပြီးတော့အသာစီးယူထားနိုင်တာနောက်တန်းကလည်းပဲကျွန်တော်အများကြီးပြောစရာမရှိကွင်းလယ်မှာဆိုလို့ရှိရင်လည်းဂျောင်းနီဘက်စ်ဗီတင်ညာနဲ့ကျွန်တော်တို့ကဖာဗီယန်ရူရီစ်တို့ကတော်တော်လေးကိုကောင်းတာထူးသဖြင့်ဒီပွဲမှာဗျာတော့ဒီ PSG ကွင်းလယ်ကိုတိုက်စစ်ကိုနောက်တန်းကိုအမှန်တကယ်တသိန်းလုံးနီးပါးကခုနကပြောတဲ့15မိနစ်လောက်မှာတော်တော်ကိုရုန်းကန်နေရတာအာဆင်နယ်နဲ့ပွဲဆဆချင်းသူတို့ဘာမှသိအချိန်အများကြီးစွဲမနေပဲနဲ့တိုက်စစ်တွေဆင်ဖို့ကြိုးပမ်းနေเนาะလုံးဝ ဒါတန်ဖိုးအမြင့်ဆုံးပုံစံနဲ့သူတို့ဒီ pressing နေသူတို့လုပ်တယ် PSG ဘောလုံးတော်မှာကောင်းကောင်းမရဘူးဘောလုံးတော်ကောင်းကောင်းမရဘူးเนาะအာဆင်နယ်ကအဲ့ဒီတိုးတွင်မှာဘိုးကကိုးပေါက်ကန်တာတွေဘာကြီးလဲကျွန်တော်ရတယ်အဲ့တော့ PSG ကအထနှင်းနေတယ်လို့ကျွန်တော်ပြောပြောလို့ရတယ်။အဲ့ဒီအထနှင်းနေတဲ့အတော်တွေမှာအာဆင်နယ်ကအခွင့်ကောင်းမယူနိုင်တာ။ဒါကြောင့်ပေါ့နော်အချိန်ကြီးက PSG ဘက်မှာနောက်ပိုင်းကျမှပြန်ပြီးတော့အဆင်ပြေးလာတာ။ဆိုတော့ကွင်းလယ်မှာဗျ Fabian Ruiz ကတော့တကယ်ကိုကောင်းလုံးတဲ့ဂိုးကို twin သွားတာပါ။ Fabian Ruiz ရဲ့ကန်ကျက်ကတအားကောင်းတယ်။ဒါပဲကျွန်တော်ပြောချင်တာအာဆင်နယ်ဘက်မှာ ဒီထက်ပိုပြီးတော့ကောင်းတဲ့ chance တွေရတယ်မကိုဘူး Fabian Ruiz ကချန့်အရင်ကြီးကောင်းတာမျိုးမဟုတ်တာတောင်မှမနော်ရအောင်ခွင့်ကိုဂိုးသွင်းသွားတယ်ကန်ချက်ကလည်းတော်တော်ကိုကျွန်တော်ကောင်းတာဗီဒညာဆိုလို့ချင်းလည်းပဲပထမအဒီ7မိနစ်လောက်အတော်တင်ကိုဘောလုံးနေတအားပြက်တာတအားပြက်3-4ချိန်လောက်ဘောလုံးနေပြက်တာတအားတိတာတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာတော့ပြန်ပြီးတော့တည်ငြိမ်သွားတယ်ဂျောင်းနီဘက်ကတော့ဒီပွဲသူ့ရဲ့ Arial USD sorry Arial USD ပြီးလို့ချင်း Ground USD Tackle USD မှာတော်တော်လေးကိုကျွန်တော်ကောင်းတာ ာဆနယ်နဲ့ပေါ့နော်ကစားအာဆနယ်ကစားမနဲ့တယောက်ချင်းတယောက်ဘောလုံးရှင်လူရတဲ့အချိန်တိုင်းမှာမင်းဂျောင်းနီးပဲကြည်ရတာပဲအဲ့လောက်ထိကျွန်တော်အနေနဲ့နီးပဲကတော်တော်ကောင်းတာဂျောင်းနီးပဲတော်တော်ကိုကျွန်တော်တို့ကောင်းတယ်ဒါကြောင့်ပေါ့နော်ကျွန်တော်ဂျောင်းနီးပဲကိုဘီတင်ညာကိုဖာဗီယန်ရူဘစ်ကိုဘာကြောင့်ဒီကွင်းလေဟာလက်ရှိချန်ပီယံစ်လိမှာတအားကောင်းနေရတယ်ဘာကြောင့် PSG တအားကောင်းနေရတယ်ဆိုတာကောင်းကောင်းကျွန်တော်ပြသွားတာဗောနော်တိုက်စစ်မှာဆိုလို့ရှိရင်တော့ဗျာခဖာရာကလွဲလို့ရှိရင်ဘာကူလာတို့ဒူဝေတို့တော်တော်ကိုညံ့နေတယ်မှာပါတယ် တော်တော်ကိုညံ့နေတယ်မှာပါတယ်ပထမပိုင်းမှာရလာတဲ့အပိုင်ခွန်ကြီးတွေဆိုလို့ရင်ဘာကူလာကိုဒူဝေကိုဘာမှမလုပ်နိုင်ဘူးဒီကောင်လေးကဗျာတန်မြန်ဒီပါရီရလာတာတော့မှတကယ်ကောင်းတဲ့ chance တွေဆိုလို့ချင်မမကန်နိုင်ဘူးလို့သိတယ်နော်ကန်တာတွေတအားကိုညံ့တာအဲတော့ဟိုဘယ်ပြောမလဲကွင်းလေးက Fabian Ruiz ရဲ့ twin ကိုဟုတ်သွားလို့တော်တော်ကန်ကောင်းသွားတာနော်မဟုတ်လို့ရှိရင်ဘာကူလာတို့ဒူဝေတို့တိုက်ဆင်းနေဆိုလို့ချင်တော်တော်ကိုတိုင်ပတ်နေတာကန်ချက်တွေကလည်းညံ့လို့နေဗျာတကယ်ကောင်းတဲ့ chance တွေလည်းလုံးဝအသုံးမချနိုင်ဘူးရခဲ့တဲ့အလုံးတွေဆိုလို့ချင်အပိုင်လို့တော့ပြောလို့ပြောလို့ရတဲ့အလုံးတွေကြီးပဲရဲ့ ကဗာရာကန်သွားတဲ့အလုံးကတော့အာဆင်နယ်ကန်ကောင်းသွားတာနော်လုံးဝတိုင်ကြီးမှန်ပြီးပြန်ထွက်လာတာအဲ့လိုမျိုးပေါ့နော်ဒါတော့အာဆင်နယ်ပြီး PSG ပတ်မှာကသူ့ဟာနဲ့သူအချင်းချင်းကောင်းခဲ့တဲ့နောက်ပိုင်းတွေမှာသူတို့ပြင်15မိနစ်နောက်ပိုင်းမှာ PSG အများကြီးပူကောင်းလာအသင်းလိုက်ကြီးကိုကျွန်တော်ပူကောင်းလာတာအာဆင်နယ်ဘက်ကတော့ပေါ့နော်အဲဆိုဝင်လာတဲ့ဒီမှာဆိုလို့ချင်းလည်းပဲလူကတ်ဆန်နဒက်စ်ဥစမန်ဒမ်ဘီနဲ့ဂွန်ဇာလိုရာမို့စ်၃ယောက်ပဲရှိရဗျာဒီထဲကမှဒမ်ဘီလီတို့ဘာလို့ကကျွန်တော်အနေနဲ့ဒီ ်သူတို့မိနစ်အများဆုံးကစားခဲ့ရတယ်ကျွန်တော်ပြောရမှာပဲဒါ SMP သွားတယ်ပေါ့နော်ဝင်လာပြီးတော့ကျွန်တော်ဒါ PSG ရဲ့ဘက်ကနောက်ထပ်တကူးထက်ရတဲ့ Hakimi ရဲ့ဂိုးနဲ့ Hakimi ကန်သွားတဲ့လုံကတော်တော်ကောင်းပါတယ်ဒါတော့မှ PSG ပင်နေတီရခဲ့တဲ့ဂျောင်နီဘက်စ်ကန်တာတော်တော်ညံ့လို့ကျွန်တော်စဉ်းစားမရဘူးဂျောင်နီဘက်စ်ပင်နေတီကန်တာတအားညံ့တယ်အဲ့လီဗာပူးကိုကျွန်တော်ကြော်ပြီးတော့တက်လာတဲ့ပွဲကလေးကကျွန်တော်ကြည့်လိုက်တာမင်းတော်တော်ကိုကန်ကောင်းပြီးတော့အဲ့ပင်နေတီဝင်သွားတာတော်တော်ကိုကန်ကောင်းပြီးတော့အဲ့ဒီပင်နေတီဝင်သွားတာဂျောင်နီဘက်စ်ကန်တဲ့ပုံစံကျွန်တော်ကြည့်ပါလားဗျာဂိုးသမားတစ်ယောက်အနေနဲ့ ဘာမှတူတူကြကြကြူပြီးတော့လှုပ်เสียမှာမလို့ကျွန်တော်တို့ဟိုပင်နေဒီကန်နေတို့ဘာလို့ဆိုတာမျိုးကဂူးသမားတွေဟာဒီကစားမားတွေကန်မဲ့ဘက်ကိုကြူပြီးတော့ကျွန်တော်တို့ကသိတယ်မလားတွက်ဆပြီးတော့ဒိုင်ဗင်တစ်ခါလေးပြည့်ရတာဂျောင်းဒီဘက်စကန်နေလို့မှပါဝါလည်းမပါဘူးမြင်နှုံးလည်းမပါဘာမှမပါဘူးပြည်သိလားဒီတိုင်းကြီးသူ့ရဲ့ပုံစံဘောလုံးကိုချင်းကက်နေတဲ့ပုံစံတောင်မှမင်းရတယ်ဘာမှဟိတ်ဟန်မရှိတတော်ကိုမင်းဒီချက်ပို့ပြီးတော့ရေးကြည့်တဲ့အခန်းကဏ္ဍတွေမှာဂျောင်းဒီဘက်စပင်နေဒီကန်နာတွေရှောင်ဖို့ကျွန်တော်လိုတယ် ်ပီအက်ဂျီနေနဲ့အူစမန်ဒမ်မီလို့ပါတော့ဗောနော်ကျွန်တော်တို့ဒါရှိတယ်ဒါပေမဲ့လို့ဒမ်မီလကတော့အဲ့တုန်းကကွင်းထဲမှာမရောက်သေးဘူးဗောလေအကြောင်းပီအက်ဂျီအနေနဲ့ဘာပဲပြောပြောနောက်ထပ်တကူးသွင်းနိုင်ခဲ့တယ်ဆိုတဲ့အခါကျတော့သူတို့လည်းလုံလောက်သွားတယ်ဗောလေပင်နေဒီမကန်လို့ပင်နေဒီမဝင်လို့အာဆင်နယ်ဟုတ်လာပြီထင်နေတာကျွန်တော်တို့ကဟိုကတကူးပြန်သွင်းသွားတယ်ဆိုတော့အာဆင်နယ်နဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်နောက်တဲ့ဖလားလက်မက်တပွဲဖြစ်ပြန်ပြီအာဆင်နယ်အနေနဲ့เนาะဖလားလက်မက်တရားပြီးဖြတ်တန်းအမြင်ပြီဒီနေရာမှာဗျာကျွန်တော်နားမလဲဘူးနားမလဲဘူးဆိုတာ အကြမ်းပြောရင်အာဆင်နယ်ကိုပြန်ကြည့်ရင်ဒီနေ့ပွဲမှာဒီကောင်လေးမြင့်ဂိုးတွေကတော့ဒီပွဲမှာတည်ရတောင်မဟုတ်ဘူးလုံးဝ99နဲ့ chance တွေပါဒီကောင်လေးရခဲ့တာကြည့်ရခုနကပြောတဲ့ OD-K ရဲ့ကန်ချက်တို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Martinelli ရဲ့အလုံးတို့เนาะပြီးလို့ရှိရင်ကျွန်တော်တို့ဗာလဲစာကာကန်သွားတဲ့အလုံးတွေဆိုလို့ချင်းဒနရူးမပုတ်သွားတာတို့ဟုတ်တယ်မလားเนาะပြီးလို့ရှိရင်ကျွန်တော်တို့ဒါ Declan Rice စစချင်းเนาะကျွန်တော်တို့ဒါရတဲ့ Ground Type ဘော Julian Timber ဖြစ်တင်ဘောပြီးတဲ့အလုံးကို Ground Type တာကိုပေါ့မတည့်ခဲ့တာတို့ဒနရူးမတို့ဘာလို့ဆိုရက်ကြည့်နေရတာအဲ့အလုံးတွေ တော်တော်နှစ်မျိုးဝေးကျွန်တော်ကောင်းတယ်ဒါအပြင်ခုနကဒီပွဲပြီးကန်ဒီမှာဗျာနော်စာကာအနေနဲ့ရခဲ့တဲ့တလုံးရှိရလေမျိုးကျွန်တော်သာဖြတ်တင်ပို့ပေးလိုက်တာအဲ့ဒါကြီးကိုအလွတ်ကြီးပေးရတာဂိုးသမားတောင်မှချော်ပုတ်လိုက်ပြီသူနဲ့ဂိုးပဲရှိတော့တယ်အဲ့ဒီအလုံးကိုမဝင်ဘူးအဲ့ဒီအလုံးသာဝင်ရင်ဒါပွဲရတော်တော်ကိုလှသွားပြီပွဲရတော်တော်ကိုလှသွားပြီနော်2 3ဖြစ်ကောင်းဖြစ်ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်ဒါပေမဲ့ပွဲရတော်တော်ကိုလှသွားပြီအဲ့လောက်အဲ့လောက်အဲ့လောက်ဆိုလို့ရှိရင်အကယ်လို့စာကာသာအဲ့လုံးကိုဝင်လိုက်မယ်ဆိုရင် ဒါကြောင့်ပေါ့နော်ကျွန်တော်တို့အရေးကြီးတဲ့အလုံးတွေမဝင်တာရတဲ့ chance တွေရတော့မှတုံးမချနိုင်တာတွေကအာစနယ်ကိုဒီပွဲမှာရှုံးပြီးတော့နောက်တစ်ဆင့်ကိုမတက်နိုင်တော့တဲ့အချက်လက်တွေဖြစ်သွားကြတာပဲဒီနေရာမှာအာတီတာအနေနဲ့လည်းထူးထူးခြားခြားကြီးအသင်းကိုအများကြီးအပြောင်းလဲလှုပ်ရဲတဲ့တက်တီမရှိဘူးလို့တော့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ကိုအသင်းကဒူးစီးနဲ့ရှုံးနေတဲ့အချိန်မှာဂိုးတွေထက်ရဖို့တိုက်စစ်တွေပါတယ်ကျွန်တော်တို့ကတွန်းသွားတော့မှတိုက်စစ်တွေပါတယ်ဆင်ရတော့မှအဲ့ချိန်မှာကိုပဲလူးဝစ်စကယ်လီကိုထုတ်ပြီးတော့ဘုသူ့ထဲလဲ Louis Kelly ကိုထုတ်ပြီးတော့ကျွန်တော်တို့ကဘာလဲ Color Fury တို့ဘာလို့ထည့်တော့ဘာလို့ဖို့တော့မြန်ကျွန်တော်ပြောချင်တာကနော် Julian Timber ကိုထုတ်ပြီးတော့ဘသူထည့်လဲ Van White ကိုထည့်တော့ပြောရင် Tyson ဆင်ရတော့မယ်ဗျာသိလားကိုက Tyson ဆင်ရတော့မယ် Tyson ကိုအမှန်ကန်ကျွန်တော်တို့ဒါသွားတော့မယ်ဆို Tyson ကစားသမားတွေကိုကျွန်တော်ထည့်ပါလားနော် Martinelli ကိုထုတ်ပြီးတော့ Trossard ကိုထည့်တယ်ဒါဒါပဲဟိုတိုက်စစ်ကိုတက်နိုင်ဒီမှာလူတွေပို့ရတော့မှာဗျာသိလားနော်ခန်းစစ်ကမင်းဂိုးထက်မပြရတော့လေမင်းရှုံးမှာပဲဟုတ်တယ်မလား2စီးလည်းရှုံးမှာ3စီးလည်းရှုံးမှာပဲ risk ယူရမယ့်အချိန်ကိုရောက်နေပြီနော်နောက်ပွဲတွေအတွက်ခြံရတယ်ဆိုရင်တမျိုးအခုကဒါပြီးရင်ထွက်နေရပြီဒါကိုပဲတိုက်စစ်ကိုလူကမပို့နိုင်ဘူးစာကာမယ်ရီနိုမမာတင်နယ်လီဒါမှမဟုတ်ထရော့ဆာဒီ၃ရောက်ပဲနော်အကယ်လို့အလွန်ဆုံးလိုက်ရင်ဟောဦးဒီကက်ကစာကာဘက်သွားကတ်မယ်ဗျာပါတီကစန်တာဘက်နှစ်ယောက်ရရှိမှကျန်ခဲ့မယ်ဗျာဒက်ဂလန်ရိုက်စ်ကမာတင်နယ်လီဘက်သွားကတ်မယ်ဗျာဒါပဲနောက်မှာအစွန်မှာနှစ်ယောက်ရှိနေတယ်ဗျာပြီးရင်လည်းပဲစန်တာဘက်က၃ယောက်အဖြစ်ကွင်းထဲမှာပြောင်းကစားတာပဲဟုတ်တယ်မလားပြောင်းကစားတာပဲ ိုက်စီကိုပို့နိုင်တဲ့ကစားမားတွေကျွန်တော်တွားပါလားအခုကလုံးဝရှေးရိုးအစဉ်လာကြီးတိုင်းလဲနေတာနောက်တန်းကိုနောက်တန်းနဲ့လဲတယ်ခန်းစစ်ကိုခန်းစစ်နဲ့လဲတယ်ကွင်းလဲကိုကွင်းလဲနဲ့လဲတယ်တောင်ပံကိုတောင်ပံနဲ့လဲတယ်ဒါမျိုးကြီးတွားနေတာဟိုတိုက်စစ်ကလုံနောက်တဲ့လူမှကျွန်တော်မရှိတာ risk ယူရမယ့်ချိန်ရောက်နေပြီတိုက်စစ်ကိုလူတွေပို့ရမယ့်ချိန်ရောက်နေပြီအဲ့ဒါကိုပဲနောက်တန်းနှစ်ယောက်ကိုထုတ်ပြီးနောက်နောက်နှစ်ယောက်နဲ့လဲတော့တောင်ပံတယောက်ကိုထုတ်ပြီးတောင်ပံတယောက်နဲ့ကျွန်တော်လဲတော့ထဲ့ပါလားဗျာနော်ဟိုလူသားတွေပါလေပြင်မလဲရဘူး မာတင်ဦးဒီကတို့ဘာလို့ဆိုလို့ရှင်ပထမပိုင်းမှာသာမင်းကောင်းနေပြောကြတာမင်းခုနကအဲ့ဒီသူကန်သွားတဲ့အလုံးကလွှဲရင်ဦးဒီကဘာလုံးနိုင်လဲဘာမှမလုံးနိုင်ဘူးဒါအသင်းကိုခေါင်းဆောင်နေတဲ့ကစားမတယောက်ပဲသိလားနော်ကိုဒီချက်ပူကောင်းနိုင်ရင်တန်းနဲ့မင်းမလုံးနိုင်တာတော့ပြောချင်တာကအာတီတာနီနဲ့အဲ့လိုဂျုံနေရပြီလူတွေပိုင်းလဲတဲ့နဲ့တပါတော့ဒီအီဒန်ဝင်နရီတို့ဘာလို့လို့ကစားမိုက်တူသူကကံမဲကောင်းနေထက်ကံမဲကောင်းနေဟုတ်တယ်မလားအပိုင်အခွန်ရေးဖန်တီးနိုင်နေတယ်ဒီကျွန်တော်စောင့်နေလို့မရဘူး ်ဟာကီမီကိုကျွန်တော်တို့ဖာဗီယန်ရူရစ်ကိုကန်သွားတာဘယ်လုံးကအပိုင်လုံးလဲဟုတ်တယ်မလားကျွန်တော်တို့အာဆင်နယ်ကအဲ့လိုမဟုတ်ဘူးစာကာလောက်ပဲကန်မဲ့သူရှိတာဘယ်သူမှမကန်ဘူးစဉ်းစားကြည့်ဘယ်သူမှမကန်ဘူးစာကာလောက်ပဲရှိတာဆိုတော့ဝန်နေရီတို့ဘာလို့ဆိုတော်မူကကျွန်တော်တို့စာကာလူပဲဗျာပရိုဖိုင်ကတူတယ်ပြီးရင်လည်းပဲအူဒီကလက်ရှိတောင်ပန်ကိုတွားတွားကတ်နေတဲ့နေရာကိုကစားနိုင်စွမ်းရှိတယ်ဆိုတော့ဒါပြီးရင် UD ကက Rex ကမယူရဲဘူးမယူရဲဘူးเนาะကန်မကန်ရဲဘူးအတိုးစိတ်လေးတွေနဲ့ပဲသွားနေတာဘာ progress မှလည်းကျွန်တော်မရှိဘူ တော့ဝန်နေရီတို့ဘာလို့ကိုကျွန်တော်ထည့်ရမှာအကယ်လို့ OD ဘက်ကိုမထုတ်ချင်ဘူးဆိုရင်တော့မှထားပါတော့ဂျူလီယန်တင်မာကိုထုတ်ပြီးတော့ဝန်နေရီထက်စကယ်ဒီကိုထုတ်ပြီးတော့အီသန်ဝန်နေရီထက်ဒါမျိုးကျွန်တော်သွားရမှာဗျာမသွားရဘူးမသွားရဘူးအာဒီတာဒါကြောင့်မတော့အာဒီတာနေနဲ့ risk မယူတဲ့အခါဘာ reward မှမရခဲ့တာလို့ပဲကျွန်တော်ပြောအမှာပဲဆိုတော့ဒါကြောင့်ညီပြဖြစ်တဲ့မီခဲအာဒီတာအတွက်တော့ဘယ်လိုပြောမလဲဒါပြင်တစ်ကနေလှည့်ပြန်လာပြီဗောနော်ခမ်ဘက်ခဲ့ရပြီပေါ့ဗျာနော်သူတို့ဖြစ်နေတဲ့ခမ်ဘက်ဆိုတာအဲ့မှာပဲနော်အဲ့တော့ခမ်ဘက်ခဲ့ရပြီပေါ့ ဟိုကိုအသင်းကဒီထက်ပိုပြီးတော့လောက်ကင်နိုင်ဆိုရင်ရှိရသားနဲ့ပြည်တယ်မလားကျွန်တော်တို့ဟိုဘာမှတူတူကြရာမဖြစ်ခဲ့တာပဲဒီထက်အများကြီးပိုကောင်းခဲ့ရမှာအာဆင်နယ်ဟာဒီထက်ပိုပြီးတော့ကောင်းနိုင်ဆိုရင်ရှိခဲ့ရှိခဲ့တဲ့အနေအထားတွေဒါပေမဲ့အာတီတာရဲ့အပြောင်းအလဲတွေကတော်တော်ကိုမေးခွန်းထုတ်စရာကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါအပြင် individual player တွေသူတို့ပြင်ကျွန်တော်အနေနဲ့ပေါ့နော်မာတင်နယ်လီတို့ပါမှန်ထူးထူးခြားခြားမလုပ်နိုင်ဘူးမာတင်နယ်လီတို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါစာကာအပါဆိုဆိုပါလေဦးဒီဂက်တို့ပါမှန်ထူးထူးခြားခြားမလုပ်နိုင်ဘူး တောမတ်စ်ပါတီလည်းမင်းဒုတိယကျွန်တော်တို့သာဟာကီမီရသွားတဲ့လုံးမှာအူဒီကာကောပါတီကိုနှစ်ယောက်စလုံးမှာပြီးတော့လူအချက်ကနေရသွားတာပဲဟာကီမီကူကပါတီကိုကျွန်တော်ကြည့်တော့လဲဘယ်နေရာမြင်ရလဲလက်ပေါက်တဲ့နေရာပဲမြင်ရတယ်အဲ့တော့ကိုအသင်းကတကယ်လူနေပါတဲ့ချူဆိုးတဲ့အချိန်မျိုးတွေမှာတကယ်ကစားမတူတယောက်ချင်းစီကနေပြီးတော့ဗနော် performance တွေကကျွန်တော်မပြနိုင်ဘူးတော်တော်လေးကျွန်တော်တိုင်ပြပါတယ်ဆိုတော့အာဆင်နယ်ကတော့လှည့်ပြန်ခဲ့ရပြီပေါ့လေ Champions League ပါ final မှာလည်းသူတို့မရောက်နိုင်တော့ဘူးဆိုတော့ PSG ကတော့ကျွန်တော် final ကိုရောက်သွားပြီ Inter Milan နဲ့ကျွန်တော်တွေ့ပါမယ် ဆိုတော့ညီကိုတို့အနေနဲ့ရောဒီပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြပါလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်